စပေါ်မီပရိသတ်များအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှပြောပြရှင်တဲ့အကြောင်းအရာကတော့ Real Madrid ကနေထွက်ခွာခဲ့ပြီးဖြစ်တဲ့ Modric ပေါ့လေအခု Modric ကိုခေါ်ဖို့အတွက်ဒါ Ronaldo ရဲ့ Anasa နဲ့ဒီ Messi ရဲ့ Inter Miami တို့ကကမ်းလှမ်းထားတယ်လို့သိရပါတယ် Modric ရဲ့ Real Madrid ကစားသမားဘဝခရီးရှည်အကြောင်းကိုကျွန်တော်တို့နည်းနည်းလောက်ပြောရှင်းပါတယ် Modric ရဲ့ မက်ဒရစ်ကစားသမားဘွားခရီးရှည်ကတော့အဆုံးသတ်သွားခဲ့ပြီးပြီးခဲ့တဲ့စနေနေ့တုန်းကဒါသူတို့လာလီဂါပွဲစဉ်38အဖြစ်နဲ့ဆိုစီတက်ကိုအမ်ဘာပေရဲ့2ဂိုးနဲ့အနိုင်ရခဲ့တယ်။အဲ့ဒီပွဲမှာမိုဒရစ်ကအသင်းကောင်းဆောင်ဖြစ်နေကစားခဲ့ပြီးတော့နှစ်ဖက်အသင်းသားတွေနှစ်ဖက်အသင်းပရိသတ်တွေစုစုပေါင်းပရိသတ်8300ယောက်ကမိုဒရစ်ကိုလက်ခုပ်တီးဂုဏ်ပြုနှုတ်ဆက်ခဲ့ကြတယ်။မိုဒရစ်ကအခုဆိုရင် အသက်39နှစ်ကျော်ပြီးတော့ဒါမဲ့စက်တင်ဘာဆိုရင်အသက်40ပြည့်တော့မယ်။ ဒီချိန်မှပဲဒါ Real Madrid ကနေထွက်ခွာဖို့ဖြစ်ခဲ့တာဗောလေ Real ဟာသူ့လိုမျိုးအသက်40ပြည့်ခန်းနီးထိကစားသမားတစ်ယောက်ကိုခေါ်ထားခဲ့ရဆိုတာတော့တော်တော်လေးရှားတောင်းရှားခဲ့ဖြစ်ရပဲဖြစ်တောင်းဖြစ်ခဲ့ပဲဒါဘလူတွေကြောင့်မို့လို့ဒါ Modric ကဒီလောက်တစ်ထိ Real Madrid မှာတတ်တော်ရှင်ဖြစ်ခဲ့ရတာလဲဆိုတာနည်းလောက်ဒါဆက်ပြီးတော့ပြောပြချင်ပါတယ် Modric က Real Madrid ကိုရောက်တော့အသက်26နှစ်ရှိနေပြီသူ့ကို ေါ်ခဲ့တာကတော့အဲ့တုန်းက Real Madrid နီးပြ Mourinho ပေါ့လေ Mourinho ကဒါစပါးစီကနေသူ့ကို ခေါ်ခဲ့တာ Real Madrid ဘွားပထမဆုံးရာသီမှာတော့ Modric ကရှေ့ဆွမ်းပြဖို့ရုန်းကန်ခဲ့ရပြီးတော့အဲ့ဒီချိန်ကစပိန်ရဲ့နာမည်ကျော်သတင်းစာဖြစ်တဲ့ Marca ကတောင်ဒါ La Liga ရဲ့အဆိုးရွားဆုံးကစားသမားခေါ်ယူမှုစာရင်းထဲမှာ Modric ကိုထည့်ခဲ့တဲ့အထိဖြစ်ခဲ့တယ်ဒီလိုနဲ့ပဲတဖြည်းဖြည်းနဲ့ Modric ကအတင်းရဲ့အထိုင်ဖြစ်မှန်းမသိဖြစ်လာခဲ့တယ် တိုနီခရုစ်တို့ကက်စမန်ရိုနဲ့တွဲပြီးတော့ကမ္ဘာအကောင်းဆုံးကွင်းလှည့်အတွဲဖြစ်ခဲ့တယ်။ဒါအန်ဆယ်လော့တီနဲ့အတူဒါသူတို့အက်တလက်တီကိုနိုင်ပြီးတော့2014မှာ12နှစ်ကြာဝေးကွာနေတဲ့ချန်ပီယံလိဖလားကိုရတဲ့အချိန်မှာမော်ဒရစ်က63မိနစ်မှာဆာဂျီယိုရာမော့စ်ကောင်းတိုက်ခဲ့တဲ့ရီယယ်မက်ဒရစ်ရဲ့အသက်ကယ်ဂိုးကိုဒါတောင်းငံပေါ်ကနေကန်နေမင်းနိုင်ခဲ့တဲ့ဖန်တီးပေးနိုင်ခဲ့တယ်။ဒီလိုနဲ့မော်ဒရစ်က ဒီ Real Madrid အတွက်ပဲအရေးပါသလားဆိုတော့လည်းမဟုတ်ဘူးဒါသူတို့ရဲ့ Croatia လက်ရွေးစင်အသင်းကို2018ကမ္ဘာဖလားမှာဘောလူပွဲပို့ပေးနိုင်ခဲ့တယ်2022ကမ္ဘာဖလားမှာစီမီဖိုင်နယ်အဆင့်ကိုရောက်အောင်ပို့ပေးနိုင်ခဲ့တယ် Modric ကိုဘယ်လိုပဲဖြစ်ဖြစ်ဒါအသက်36နှစ်40ပြည့်ခါနီးထိ Real Madrid လို့အသင်းမှာနေရာပေးခံရတာတော့တကယ်ကို appreciate လုပ်တင်တယ်ဘာကြောင့်လဲဆိုတော့ Real Madrid ဆိုတဲ့အသင်းကဒါ အသက်ကြီးလာတဲ့ကစားသမားတွေကိုတိတ်ပြီးတော့နေရာပေးလိရှိတဲ့အသင်းမျိုးမဟုတ်လို့ပဲ။ဘာဖြစ်လို့အဲ့လိုပြောလဲဆိုတော့ဒီလက်ရှိမှာအချို့တွေကိုနေရာပေးထားတာတော့ရှိရပေါ့လေ။ဒါဒီနှစ်ဆိုရင်လည်းဒါဘယ်လိုပဲဖြစ်ဖြစ်လူကဘတ်စပတ်တို့ထွက်ကြပြီ။ဘယ်လိုပဲဖြစ်ဖြစ်ရှေ့မှာပြန်ကြည့်လို့ရှိရင်အရေးပါတဲ့ကစားသမားတွေဖြစ်ခဲ့တဲ့စပိန်လက်ရွေးစင်ရဲ့အသင်းအောင်ဆောင်လည်းဖြစ်တယ်။ပြီးတော့ဒီရီယယ်မက်ဒရီရဲ့အသင်းအောင်ဆောင်လည်းဖြစ်ခဲ့တဲ့ ဆာဂျီယိုရာမော့စ်နဲ့အီကာကာစီလက်တို့ဆိုလို့ချင်းလဲဒါဆက်ရှိနေရှင်ရက်နဲ့တော့အတင်းကထွက်ခဲ့ရတဲ့အနေအထားမျိုးပေါ့လေဒါပေမဲ့မိုဒရစ်ကတော့အားလုံးထဲမှာရှင်းချက်ဖြစ်ခဲ့တယ်ရီယယ်မက်ဒရစ်နဲ့ဘလွန်ဒီယိုရခဲ့တယ်အဲ့ဒီဘလွန်ဒီယိုဟာလည်းရိုနယ်ဒိုမက်ဆီခစ်ကိုအဆုံးသတ်ပေးခဲ့တဲ့ဘလွန်ဒီယိုလို့ပြောလို့ရတယ်ပြီးတော့အခုဆိုလို့ချင်းဒါချန်ပီယံလိဖလာ၆ကြိမ်အပါအဝင်စူဖလာ28လုံးနဲ့ရီယယ်မက်ဒရစ်တမိုင်းရဲ့စူဖလာအများဆုံးကစားသမားဖြစ်သွားပြီး အခုတော့သူ့ကို အန်နာဆာနဲ့ဒါမိုင်ယာမီတို့အပါဝင် တခြားကလပ်အသင်းတွေကလည်းကမ်းလှမ်းထားတယ်လို့သိရတယ်။သူ့အသင်းဖော်ဟောင်းရှိနေတဲ့ရော်နယ်ဒိုရှိနေတဲ့အန်နာဆာကိုသွားမလားဒါမှမဟုတ်သူလေးစားရတဲ့ကစားသမားမက်ဆီနဲ့တွဲကစားဖို့အတွက်ဒါဘဝမှာမက်ဆီနဲ့သူနဲ့တွဲမကစားဘူးသေးဘူးမက်ဆီရှိနေတဲ့မိုင်ယာမီကိုသွားမလားဒါမှမဟုတ်သူအသင်ဟောင်းတသင်းပဲဖြစ်တဲ့သူငယ်ဘဝအသင်ဟောင်းဖြစ်တဲ့ခရိုရှားမြေကဒိုင်နမိုဇာဂရက်စီကိုသွားမလားဒါမှမဟုတ်တခြားလေးတစ်ခုတခြားအသင်းတစ်ခုမှာပဲ ီမိုဒရစ်ကိုမြင်အောင်မလားဆိုတော့စိတ်ဝင်စားစရာကောင်းပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးချင်တာရှိရင် comment ထဲမှာရေးသွားခင်နိုင်ပါတယ်ဗျရှိရှိပေးသူအားလုံးကိုထူပဲကျေးဇူးတင်ပါတယ်ခင်ဗျ